ကျွန်တော်အခုပြောချင်တာတောက်ကြာယာစားဘွားတွေအကြောင်းပါအဲ့တော့ကျွန်တော်တောက်ကြာသားသမီးတွေလည်းဖြစ်တယ်ဒီခုနှစ်တည်းမှာလည်းမွေးတာဆိုရင်တော့ဒါတောက်ကြာယာစားဘွားတွေလို့သိထားလို့ရပါတယ်အဲ့တော့ကိုကအင်္ဂလိပ်လိုပဲသိတယ်ဆိုမြန်မာလိုကိုကိုပြန်ပြောင်းကြည့်လိုက်ပေါ့ဗျာနော်အဲ့တော့ကိုမွေးတဲ့ခုနှစ်ကဒီခုနှစ်တည်းလည်းဖြစ်တယ်တောက်ကြာလည်းဖြစ်တယ်ဆိုရင်ယာစားဘွားပါအဲ့တော့ကျွန်တော်တို့ကတောက်ကြာယာစားဘွားတွေကိုရွေးချယ်ပေးရတဲ့အခါတွေရှိတယ်လာပြီးတော့ ဝင်ရင်တောက်ကြနေဘွားကောင်းရလားဆရာရာသဘွားလေးမွေးကျင်လို့ကျွန်တော်တို့လည်းတောက်ကြနေကောင်းတယ်ဆိုရင်ရွေးပြလိုက်ပါတယ်အဲ့တော့တောက်ကြနေကိုကျွန်တော်တို့ကတတိထားပြီးရွေးရတဲ့အပိုင်းနှစ်ခုရှိပါတယ်အဲ့တော့တောက်ကြရာသဘွားလေးအနေနဲ့တိလို့ရအောင်ဒါလေးလည်းကြုံလို့ပြောပြတာပါတောက်ကြရာသဘွားလေးရဲ့အားနည်းချက်ကနှစ်ခုပါတစ်ခုကအိမ်အောင်ရေးကံညံ့ဖျင်းတာရယ်နောက်တစ်ခုကအိုဇာတာညံ့ဖျင်းတာရယ်အဲ့နှစ်ခုပါအဲ့တော့ဘဝနေဝင်ချိန်ကောင်းမကောင်းကျွန်တော်တို့က တိကိုကြည့်ရပါတယ်အဲ့တော့ကိုရက်ရွေးပြီးတော့မယ်ဆိုရင်ဒီနေ့ဒီချိန်မှာရွေးမယ်ဆိုရင်သူ့ရဲ့ဘဝနေဝင်ခြင်းဖြစ်တဲ့အတန့်တွေကောင်းရလားဆက်နေကြိုးအားကောင်းလားကြည့်တယ်ပေါ့ဗျာเนาะအတန့်တွေမှာဆိုလဲဒါဟိုဆက်နှစ်တန့်ဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ကတတိထားပြီးကြည့်ရတယ်ဆက်နေကြိုးအမြင်ရှင်ကောင်းမှုတွေကျွန်တော်တို့ကြည့်ရတယ်အဲ့တော့ဘဝနေဝင်ခြင်းမှာတွေ့ရမယ်တသာကာလအပိုင်းခြားတွေကြည့်ရတယ်ပေါ့เนาะအဲ့တော့လက်ဆန်းပီရင်ရတော့တောက်ကြသားမိတွေရဲ့ ဘဝနေဝင်ခြင်းတတအားနည်းချက်ရှိပါတယ်။ဘာဖြစ်လို့ဆိုဗုဒ္ဓဘူးဂျိုတတဖြတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီတစ်ချက်ကြောင့်ဥစားတာပိုင်းအားနေတယ်လို့လည်းအထိုက်လျောက်ပြောလို့ရတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ဒါကြောင့်တောက်ကြရစားဘွားတွေအနေနဲ့ဥစားတာသတိထားပါလို့ကျွန်တော်တို့ကတိုက်တော်နေ။တိတ်ပြီးစိုးရင်ရတဲ့အနေထားမျိုးမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အသက်28ကနေ42အတွင်းမှာသူတို့ကအတောက်ပဆုံးကာလကိုဖြတ်တန်းတယ်။အော်28ကနေ42အတွင်းမှာအခွင့်အရေးကတေချာပေါက်တကားလာခောက်တယ် အဲ့ဒီတကားကိုမဖွင့်မရင်တော့မတက်နိုင်ဘူး။အောင်မြင်မှု ချမ်းသာဖို့တိုးတက်ဖို့အခွင့်အရေးတွေကတကားလာကိုခောက်ပါတယ်။အဲ့ဒါကိုမသိလိုက်ဘူး။သွားမဖွင့်လိုက်ဘူးဆိုရင်တော့ဥစားတာပိုင်းကတော့မတွေ့ရဲစရာပဲ။အဲ့တော့28ကနေ40နှစ်အတွင်းမှာအခွင့်အရေးယူတတ်တယ်။ကိုကလည်းတီဆောက်နိုင်တယ်ဆိုရင်အိုးတွေအိမ်တွေကားတွေတိုက်တွေနဲ့ဘဝနေဝင်ချိန်အတွက်စီးစိမ်နဲ့တောင်နေလို့ရသွားနိုင်ပါတယ်။ကိုကျမကြီးလေးဒါကိုကယူဆရမှာပါ။ အဲ့တော့အဲ့ဒီ28ကနေ42ကတောက်ကြသားသမီးရာဇဘွားတွေအတွက်အရေးအကြီးဆုံးကာလဖြစ်နေတာအဲ့ဒီကာလမှာကောင်းကောင်းကြီးမတီဆောက်ထားနိုင်ဘူးအဲ35လဲဝေးလေးရလေးနဲ့နော်သူ၄၅သိန်းလောက်ရတဲ့အလုပ်လေးမှာပျော်ပြီးတော့ရရဆသာဝါးမျိုးမျိုးနဲ့နေနေတယ်ဆိုရင်တော့ရင်လေးစရာပါအဲ့တော့ကျွန်တော်ဒါဥစားတာဘန်းကိုပြောပြတာပါအဲ့တော့ပြင်ဆင်ပါအကောင်းဆုံးလုပ်ပါ အချမ်းသာဆုံးကိုပေးတယ်28ကနေ42တွင်အခွင့်အရေးကိုအသုံးချတတ်ပါသည်ပို့ပြီးတောက်ပမဲ့ဘွားကိုရနိုင်အောင်ဖြည်းဖြည်းနဲ့မကောင်းတဲ့ဟာတွေကိုမလုပ်တော့ပါနဲ့ကောင်းတဲ့ဟာတွေပဲကိုကူပြောင်းပါပို့ပြီးတော့အခွင့်အလမ်းရှိတဲ့ဟာတွေကိုကူပြောင်းနိုင်ပါသေးလို့ပဲကျွန်တော်တို့ပြောလိုပါတယ်ပြီးတော့ဒီစာသားရှင်ကအဲ့ဒီကာလမှာပဲ28ကနေ42ကာလမှာပဲအတောက်ပဆုံးဖြစ်တဲ့ကာလကဘာလဲဆိုတော့နိုင်ငံရဲ့ချာကန်ပါနိုင်ငံခြားကအရန်ကောင်းစေတဲ့ကာလဖြစ်တယ် ။အဲ့တော့နိုင်ငံခြားအကန့်ကိုကျွန်တော်တို့ကအသုံးချတတ်တယ်ဆိုရင်ကောင်းတယ်။ဘာလို့ဆိုတော့တင်းလာကြိုဖြတ်တန်းတဲ့ကာလဖြစ်တဲ့အတွက်တင်းလာကြိုဖြတ်တန်းပြီဆိုရင်စနေကြိုကအားကောင်းပြီဆိုတာသိတာအမ။စနေကြိုအားကောင်းပြီဆိုရက်ဝေးနယ်ချာနိုင်ငံခြားနော် online shop ရက်ဝေးကိုလှမ်းပြီးချိတ်တဲ့ကုန်တယ်စီးပွားအချိုးပေးတယ်အချိုးဆိုရင်နိုင်ငံခြားကိုကို export လုပ်ပြီးပို့နေတဲ့လူတွေရှိသလိုနိုင်ငံခြားအပစ္စည်းကိုလည်းတင်သွင်းပြီးတော့မြန်မာနိုင်ငံမှာလက်ကားဖြန့်နေတဲ့လူတွေ online shop သမားတွေနော် ကိုပစ္စည်းကိုဒီမှာလှုပ်ပြီးတော့နယ်ဇက်တွေမှာသွားရောင်းတာတွေနယ်ဇက်ကပစ္စည်းတွေတဲလာပြီးတော့ကိုပြည်တွင်းမှာပြန်ရောင်းတာတွေအများကြီးအများကြီးပါအထူးကြောင့်လည်းဘာသာစကားကျွမ်းကျင်ပြီးတော့ဘာသာစကားနဲ့ရက်တီတာတွေစကားပြန်လောက်တာတွေ speaking တန်တန်းဖွဲ့တဲ့လူမျိုးတွေဒီလူမျိုးတွေလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်။အဲ့တော့ဘာပဲဖြစ်ဖြစ်တောက်ကြာယာစားဘွားတွေအတွက်ကခံကောင်းချိန်တွေအများကြီးကိုတိတ်ယူတတ်ဖို့လိုတယ်လို့လည်းကျွန်တော်ပြောလို့ပါတယ်။နှမဆုံးဩဇာတာညံ့မယ်။ဒုတိယတစ်ချက်ကအိမ်အောင်ရေးပေါ့။ အိမ်တော်ကြီးဂျိုလည်းတော်တော်ဝိဖြစ်တဲ့တဲမှာပါတယ်။ဒါကြောင့်ကျွန်တော် main ကလေးတွေမှာဆိုရင်တော့ကျွန်တော်ပြောလို့ရှိပါတယ်။အိမ်တော်ကြီးကညံ့တယ်။အချို့လူတွေမှာကြတော့မွေးတဲ့အချိန်အခါကောင်းတဲ့အချိန်လေးယူလိုက်အိမ်တော်ကြီးကမညံ့တော့တာတည်းအတွက်ကျွန်တော်မှတ်မှောက်ဘောနော်။မမှောက်ဘူးရတယ်ပြဿနာမရှိဘူး။ဒီအချိန်လေးမွေးနိုင်တယ်ဆိုရင်တော့အိမ်တော်ကြီးကကောင်းနိုင်တယ်။အဓိကအားဖြင့်ကျွန်တော်တို့ မိန်ကလေးတွေအတွက်ဆိုတော့အင်္ဂါကြိုအားကောင်းရလားကြည့်ရတယ်။ဘာလို့ဆိုတော့အင်္ဂါနဲ့တောက်ကြာသူမြမပေးတယ်မှာဆိုပတ်ခမိနေတဲ့အချက်ကလည်းအားနေချက်ရှိတယ်။ဒါကြောင့်ပဲကျွန်တော်တို့ကလက်ရိုးပေးတယ်နေမှာဆိုရင်တော့အင်္ဂါကြိုခင်မုန်းကြိုအားကောင်းရလားကြည့်ရတယ်။ခုနှစ်တန့်အားကောင်းရလားခုနှစ်တန့်ကိုဘာလို့မြင်လာလဲခုနှစ်တန့်အင်ရှင်ကဘယ်အိမ်မှာနေလဲစသဖြင့်ဒီလိုမျိုးတွေကျွန်တော်တို့အကုန်ကြည့်ပြီးတော့မှဩဒီနေ့ဒီအချိန်လေးမွေးရင်တော့အိမ်တော်ကြီးကတတ်တာနိုင်နေဆိုတော့စိတ်နေတာကျွန်တော်တို့ရွေးပေးကြတာဖြစ်တယ် ဒါပေမဲ့မူလဖွားစာတာကတောက်ကြာယာစာဘွားတွေကအိမ်တော်ကြီးက90ရာခိုင်နှုန်းအားနေတာကိုကျွန်တော်တို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးအားနေရရှိတယ်ဘလောက်ပဲအိမ်တော်ကြီးတာယာပါတယ်ပြောပြောဟာအိမ်တော်တက်က10နှစ်ရှိပြီအိမ်တော်တက်က15နှစ်ရှိပြီခလေးတော်နှစ်ယောက်ရနေပြီခလေးတော်မှာ10တန်းတက်နေပြီဘလို့ပဲဖြစ်ဖြစ်တစ်ချိန်ချိန်မှာအိမ်တော်ကြီးကွဲဖို့ကွာဖို့အကြောင်းတွေဖန်လာတာတူတူယောက်ကထဖောက်ပြီးအိမ်တော်ကြီးဖောက်ပြန်ကြတာအဲအဲ့လိုတွေဖြစ်တတ်တယ်။အဲ့လိုတွေဖြစ်တတ်တယ်။အချို့ကြောက်လည်းအိမ်တော်ကြီးမှာအဆင်ပြေတယ်။ထားပါတော့အမျိုးသား အမျိုးသမီးကစောစောတိတ်ဆုံးသွားတယ်။အဲတော့မုတ်ဆိုးဖို့မုတ်ဆိုးမနဲ့ကြံခဲ့တဲ့ဟာမျိုးတွေလည်းဖြစ်တတ်တယ်။အဲတော့ဘာပဲဖြစ်ဖြစ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဟိုအားလုံးကိုခြုံပြောရတာဖြစ်တဲ့သတိထားလို့ပဲပြောတာပေါ့။နော်ကျွန်တော်စီရက်ရွေးသားရင်တော့ပြဿနာမရှိဘူး။အဲလိုမှမဟုတ်ရင်တော့နည်းနည်းလေးသတိထားရမယ်။အဲတော့ဘဲခုနှစ်မှာမွေးခဲ့မွေးခဲ့ကျွန်တော်ပြောတဲ့ခုနှစ်တည်းလေဖြစ်တယ်ဆိုရင်တောက်ကြသားမိလည်းဖြစ်တယ်ဆိုအိမ်တော်ကြီးကံမကောင်းဆိုတာခေါင်းထဲမှာလုံးဝမမိတာနဲ့အဲ့တော့ အဲ့ဒါလေးသိထားရင်ဘာအကျိုးကျေးဇူးများလဲဆိုတော့ဟောငါအိမ်တော်ရအချိန်မုတ်တစ်ချိန်ငါတို့ပြန်ကွေးနိုင်တယ်ဒါကြောင့်မို့ငါယောက်ျားကိုမိခိုးနေရလားဒါမို့လဲငါမိန်းမကိုမိခိုးပြီးထမင်းစားနေတာလားအဲသူနဲ့ငါနဲ့ကွဲဝါရင်ငါ့ကိုဘယ်လိုထမင်းကျွေးမလဲတော့ငါသားသမီးတွေကိုငါဘယ်လိုဆောက်ရှောက်မလဲအဲ့တော့တောက်ကြရာစားပွားမှန့်ရင်ယောက်ျားဖြစ်စီမိန်းမဖြစ်စီစီးပွားရေးတောက်တင်အောင်လုပ်ထားပါအိမ်တော်ဘာမှမရှိလဲရက်တည်နိုင်တဲ့ လူတယောက်ဖြစ်အောင်လှုပ်ထားပါအလုံးမမလှုပ်ထားဘူးဆိုရင်တော့တချင်းချင်းမှာအိမ်တော်ကြီးကဘုံကနေဆို40မှာကွဲတယ်ဟိဟာ45မှာကွဲတယ်ငါတသက်လုံးထမင်းမဲ့ချက်လာတာဘာစီးပွားမှမလုပ်တော့ယောက်ျားလည်းကွဲရောဘလို့မှအဆင်မပြေတော့ဘူးအဲအဲ့လူတွေမဖြစ်သွားအောင်လို့ကိုယ့်ဘက်ကပြင်ဆင်မှလို့လဲကျွန်တော်တို့တိုက်တွန်းလိုပါတယ်အဲ့တော့ကံကောင်းတဲ့အချက်ကတောက်ကြရာစားဘွားတွေဟာသူများနေနဲ့မတူဘူးဘွားမှာစီးစိမ်ချမ်းသာနဲ့နေရတဲ့ကံရှိတယ်သူများတွေလိုချင်ပါတယ်ဆိုတဲ့ဇင်ခံပစ္စည်းတွေကိုလက်ဝယ်ပိုင်ဆိုင်ရရှိတာမျိုးတွေလည်းကြုံရတတ်တယ် တခုတတိထားမှာတောက်ကြရာသားဘွားတွေမှာ9ယောက်မှာ3ယောက်လောက်ကကုညီပေးချင်စိတ်ရှိတယ်အားနာတတ်တဲ့စိတ်လေးရှိတယ်ငယ်ရွယ်စဉ်ဆုံးပိုဆိုးတယ်ဗာအတွေ့အကြုံမမြင်သေးတော့မခံရသေးတော့သူတို့တာကုညီပေးချင်တယ်အေးငါအာမခံပါတယ်အေးလှုပ်လိုက်ဟဲ့သူ့ကိုပြေးလိုက်ပါအောင်ဟေ့ရောငါးပစံလေးရှိတဲ့ယူဝါအေးအဲ့ဒီဟာနဲ့စုံးတာလေအာမခံလို့စိုက်ရောရတာလေအလွန်ဖြစ်ပါတယ်အဲ့ဒါတွေအကုန်လုံးသတိထားဖို့လိုတယ်လို့ကျွန်တော်တို့မြင်တယ်အဲ့ဒီအချက်တွေမှာအားနေချက်ရှိပါတယ် ပြီးရင်အောက်လက်ငယ်သားအားနေချက်ရှိတယ်အောက်လက်ငယ်သားဆိုတာမိသားစုညီကိုမောင်နှမတွေမှာဆိုကိုယ့်ရဲ့ညီညီမတွေရှိရင်အဲ့လိုလူတွေရဲ့ဒုက္ခပေးတာခံရတယ်။ယောက်ျားလေးတွေဆိုလဲကိုညီလားကိုညီမလားနော်ကိုမောင်လားဒီလိုမျိုးတွေပေါ့ဗျာမိန်းကလေးရောယောက်ျားလေးရောဘာပဲမွေးတာမွေးတာကိုအောက်ကလူတွေကကိုကိုနည်းနည်းဒုက္ခပေးတာမျိုးသတိထားဖို့လို့ဒီလိုဝန်ထမ်းလာကသာလုပ်ပြီးဆိုရင်လဲကိုအောက်ကဝန်ထမ်းကိုအရာရှိဆုံးကိုအောက်ကဝန်ထမ်းနေရဲ့ဒုက္ခပေးမှုကြောင့်ကိုဒုက္ခအကြီးကျယ်ရောက်တတ်တယ် အဲ့ဒါလေးလည်းကျွန်တော်တို့မေ့ထားလို့မရဘူးပြီးရင်ဒီစာတာရှင်ရဲ့အကြမ်းပါကြီးပေါ့အကြမ်းပါကြီးကဏ္ဍမှာကျွန်တော်တို့ကတိထားရမယ့်အချက်ကဟိုအားနည်းချက်အနည်းငယ်ရှိတယ်။ရရင်စိုးနေတာမျိုးမဟုတ်ဘူး။အဲ့တော့အပူကြောက်ဖြစ်တဲ့ကျမကြီးကိုယူဆိုင်ပါလို့ပြောတယ်။ခန္ဓာကိုယ်မှာသူများထက်ဆိုင်တေဇောဓာတ်အပူဓာတ်အာကြီးတဲ့လူတွေမှာပါတယ်။အပူအားများတယ်။ နောက်အပူကြောက်ဒါဝမ်းချုပ်တာမျိုးတွေလိတ်ကောင်းဖြတ်တာမျိုးတွေအပူကြောက်ထွက်တဲ့အဖူပိတ်တွေအပူကြောက်ပဲကျွန်တော်တို့ကဘလောက်ဆာဆာအချို့လူတွေမှာဆိုရင်မဝကြတာမျိုးတွေအပူဓာတ်ကြောက်ပဲကျွန်တော်တို့ဖြစ်တဲ့ယောဂါတွေနောက်အပူဟပ်ပြီးဖြစ်တဲ့ယောဂါတွေပြီးရင်အယိုးပိုင်းအကြောပိုင်းနှလုံးပိုင်းပြီးတော့ဥကောင်းခေါင်းမြဲမူတာခေါင်းမြဲကြိုက်တာခေါင်းထိုးတာဒီလိုမျိုးတွေအားစအကုန်သတိထားမယ်အနေထားမျိုးရှိတယ်အဲ့ဒါကိုလည်းကျမအင်းအနေနဲ့ဂရုစိုက်ဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ကဘဝမှာဘရောမှာ အလှင်လို့လို့မရဘူးကျွန်တော်တို့ကအင်္ဂါဂျိုးဆိုတာလှင်မြန်မှုစနေဂျိုးဆိုတာနှိတ်ကွေးမှုအဲ့တော့ကိုယ့်ရဲ့အင်္ဂါဂျိုးကကိုယ်နဲ့မတဲ့တဲ့နေရာမှာရောက်နေတယ်ပတ်ခမိနေတယ်စနေဂျိုးကအညွန့်ဂျိုးလည်းဖြစ်တယ်ကောင်းတဲ့နေရာဌာနမှာနှဝင်းဖြစ်နေရက်တည်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ပဲဒီစာတာရှင်ကအလှင်လို့လေအနှေးဖြစ်လေပါအာမြန်မြန်ပြီးချိန်လေးကြာလေးအာမြန်မြန်ရောက်ချိန်လေးနှေးလေးအဲ့တော့စီးပွားရေးမှာမြန်မြန်အောင်မြင်ကြလေမတိုးတက်လေ ဘရောမှာ shortcut ဆိုတာကိုမစဉ်းစားပါနဲ့ shortcut ဆိုတဲ့ဖြတ်လန်းဒီဇာတာရှင်ဒုက္ခအပြီးဆုံးဖြစ်လာလိမ့်မယ်ဘရောမှာဖြတ်လန်းနေနဲ့မအောင်မြင်ရင်လည်းလုပ်ငန်းကိုခဏလေးနဲ့ဟုံးဆိုအကြီးမဖြစ်ချင်နဲ့အဲ့လိုဖြစ်ချင်ခမားလုပ်ငန်းမကြခင်ကြဆုံးသွားလိမ့်မယ်အဲ့တော့အမြဲတမ်းဖြည်းဖြည်းမှန်မှန်နဲ့ step by step ငါတို့ဘယ်လိုလုပ်ရမလဲဘယ်လိုသွားရမလဲလုပ်ငန်းကိုနည်း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 ချဲ့သွားဟိုဒီလောက်လေးကနေဟုံးဒီလောက်ကြီးဖြစ်ချင်နေဆိုတော့ခမားတို့အဆင်မပြေဘူးပေါ့ဗျာ ။နောက်အားအလေးတစ်ချက်လည်းတတိထားစီခြင်းလို့ကျွန်တော်တိုက်တုံးပြီးပြောပြတာဖြစ်ပါတယ်။ဒါကြောင့်ဖြစ်ဖြစ်မှန်မှန်နဲ့အောင်မြင်လွယ်တဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်ပြောတဲ့အသက်ကာလအပိုင်းအခြားရောက်ပြီဆိုရင်ကိုယ့်အကိုစပြင်တော့ထားပါတော့ဗျာလူတယောက်က23 24မှာအကြောင်းပြီးသွားတယ်ပဲထား25 26 28 29 27လုပ်ငန်းခွင်မှာလုပ်ငန်းအတွေ့အကြုံယူတယ်ပဲထားသူများစီမှာ29လောက်28လောက်30လောက်ရောက်လာပြီဆိုရင်တော့ငါဘလူကြီးွားနိုင်လေငါဝန်ထမ်းလောက်ကလစာအများကြီးရတဲ့ဒေါ်လာစားဖြစ်နေလားလှုပ်ဆက်လှုပ်ဒေါ်လာစားဖြစ်နေတယ်ဆိုဆက်လှုပ် မဟုတ်ဘူးငါအလုပ်ကနည်းနည်းတော့အားနည်းချက်ရှိတယ်ငါကိုပိုင်စီးပွားရေးအတွက်ကူးပြောင်းမှငါချမ်းသာနိုင်မယ်လို့ယူဆရတယ်ဆိုရင်မြန်မာနိုင်ငံမှာကိုပိုင်စီးပွားရေးလုပ်လို့အဆင်ပြေဆုံးဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာငါဘယ်လိုအလုပ်မျိုးရုပ်မယ်လာစားနည်းနည်းအဲအရင်နည်းနည်းလေးနဲ့ငါဘယ်လိုလုပ်ကြမလဲအဲ့လိုမျိုးစပြီးတော့30မတိုင်ခင်လောက်ထိရစဉ်းစားပြီး ဖြည်းဖြည်းမှန်မှန်နဲ့လှုပ်သွားအထားဆိုရင်လုပ်ငန်းအရှိန်တောက်လျှောက်ရပြီဟိုဘက်ကန်ညက်มาတယ်ဆိုတဲ့အသက်50ဒီ50ကျော်ဒီအဲ့ဒီချိန်မှာလေသူအရှိန်လေးနဲ့သူသွားအောင်လှုပ်သွားနိုင်တယ်ဥစားတာမညံ့တော့ဘူးဗျာလုပ်ငန်းကိုရုတ်တရက်ကြီးကျင်နေဆိုပြီးတအားချက်လိုက်ရတယ်ဟုံးဆိုရှိတာအကုန်ပြုတ်ကြပြီးတော့ရင်းနှီးလည်းမရှိတော့တက်ကပြန်စားရရင်အဆင်မပြေဘူးနောက်ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်တောက်ကြရာစားဘွားတွေအားလုံးအဆင်ပြေကြပါစေ၊ကံကောင်းကြပါစေ၊နာမည်ပေးမှန်ကြပါစေလို့ပဲဆုမကောင်းတောင်းဟောပါရဗျာ။